ရိတ်သမျှအားလုံးနဲ့မင်္ဂလာပါရှင်။ Global Media ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒီနေ့ November 23ရက်နေ့ည7:00နာရီနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးသွားတော့မှာပါရှင်။ရီစာဟောင်းရုပ်ရှင်ထုတ်လွှင့်ရေးပိုင်ရှင်နဲ့လမ်းခွဲကစီရိုနာဟိုတယ်ပိုင်ရှင်တထေးသားနဲ့ချစ်သူတွေဖြစ်နေကြောင်းချပြလာတဲ့နော်ဖော်ရဲတာ။လက်မထပ်ပဲချစ်သူတထေးသားမှတ်တလုံးစိန်နဲ့ဟန်နီမွန်သွားပြခဲ့လို့လူပြောများနေတဲ့ရုံရုံ။ မမောက်ခချုပ်စီရတော့ကိုအခုလိုထူးခြားတဲ့စွန်းလူကတ်လူကဲလူလူပြောများနေတဲ့စွန်းမြတ်သူစားပဲဖြစ်ပါတယ်။လူပြောများနေတဲ့သူနဲ့အစိုးရ L sign စီတို့ရဲ့အခြေရေးချင်းတွေကို အမှန်တိုင်းချပြလာတဲ့အစိုးရရှင်လေးစတဲ့တည်င်းများပဲဖြစ်ပါတယ်ရှင်။ ချီဇာဟောင်းရုပ်ရှင်ထုတ်လို့ရေးပိုင်ရှင်နဲ့လန်ခွေးကစီတိုနာဟိုတယ်ပိုင်ရှင်တတိသားနဲ့စစ်သူတွေဖြစ်နေကြောင်းခြားပြလာတဲ့ Novel ရထားပရိသတ်များအလုံးမင်းမင်္ဂလာပါရှင်ဒီနေ့မှာတော့အနုပညာသတင်းနေတဲ့ကမှပရိသတ်တွေအတော်လေးစိတ်ဝင်စားနေကြတဲ့အကြောင်းအရာတခုကိုတင်ဆက်ပေးကြပါမယ်။ဒါကတော့ပရိသတ်တွေရဲ့အသေးစော်ကရင်မာလေး Novel ရထားရဲ့အစင်းမြင့်မြင့်အချီရေးအလှည့်အပြောင်းကြောင်းပါအနုပညာလောကမှာ Novel ရထားဆိုတော့ရုပ်ရည်လေးကစစ်စရာကောင်းသလို့ ပွင့်လင်းတဲ့ဟန်ပန်လေးတွေကြောင့်လူကြည့်လူခင်များတဲ့မင်းသမီးတစ်လက်ဖြစ်ပါတယ်။သူမရဲ့အလှအပကြောင့်ပြည်တွင်းကနာမည်ကြီးမင်းသားတွေ အစိုးရတွေထိတ်တန်းတတိသားတွေလုပ်ငန်းရှင်တွေရဲ့မျက်စိကျခြင်းကိုခံရလေးရှိတာအလုံးလည်းအသိပါပဲအစိုးပိုင်းကလာတွေတုန်းကဆိုရင်နော်ဖော့ရထားကမြန်မာနိုင်ငံရဲ့နာမည်ကြီးရုပ်ရှင်ထုတ်လို့ရတတိကြီးတဦးနဲ့တွဲခုံနေရဆိုပြီးတော့သတင်းထွက်ခဲ့ပါသေးရဲ့ဟုတ်ပါရဲ့အလုံးသိကြတဲ့အတိုင်းပဲ Heyplay ရုပ်သံ application ပိုင်ရှင်ရုပ်ရှင် producer ကိုထပ်ခံဝင်နေပါအဲ့ဒီအချိန်တုန်းကသူတို့နှစ်ဦးရဲ့ဆက်ဆံရေးကတော်တော်လေးခိုင်မာတယ်လို့ပြောလို့ရပါတယ် official ချပြပြီးတော့တွဲခဲ့ကြသလိုနိုင်ငံခြားခီးစင်တွေကိုလည်းအတူတူသွားခဲ့ းကြတာပြည်သူတွေမှတ်မိကြအောင်ပါပါကိုထက်ခိုင်ဝင်းကလည်းငွေကြီးချမ်းသာ novel ထားကလည်းလမယ်ကြီးမင်းသမီးဖြစ်တာကြောင့်ပြည်သူတွေကဒီစုံတွေတော့မကြခင်လက်ထက်ပွဲစင်နေတော့မှာပဲလို့တောင်းထင်ကြီးပေးခဲ့ကြတာပါချမ်းသာတဲ့ထုတ်လုပ်သူနဲ့မင်းသမီးဆိုတာရုပ်ရှင်လောကရဲ့ထုံးစံလို့ဖြစ်နေတာပါဒါပေမဲ့ရေမလာခင်ကြာခဏဆိုသလိုပါပဲပြည်သူတွေမျောလင်းထားသလိုဖြစ်မလားပဲသူတို့နှစ်ဦးရဲ့ဇလန်းကတိတ်တဆိတ်ပြီးဆုံးသွားခဲ့ပုံရပါတယ် ဘာကြောင့်လဲဆိုတော့ Letter Law မှာ Novel Editor ကသူမရဲ့အသေးပိုင်းရှိအစ်စ်ကိုတရားဝင်ထုတ်ကြွလိုက်လို့ပါပဲ။ဒီတစ်ခါသူမရွေးချယ်လိုက်တဲ့သူကတော့တာမန်မဟုတ်ပါဘူး။အရင်ကြီးစားဟောင်းထက်တော့အစဉ်တန်းပုံမြင့်ပို့ချမ်းသာနေရလို့သိရပါတယ်။ Novel Editor ရဲ့ချစ်သူအသည်ကမြန်မာနိုင်ငံရဲ့အထင်ကြီးရစီဒိုနာဟိုတယ်ကြီးအပါအဝင်ပြည်တွင်းကထိတ်တန်းကျင်းငါဝင်အဆင့်ဟိုတယ်များစွာကိုပိုင်ဆိုင်ထားတဲ့လုပ်ငန်းစုကြီးရဲ့စက်ခံသူတထေးသားတဦးဖြစ်နေလို့ပါပဲ။ဒါတင်မကသေးပါဘူး။ဓာတ်ပုံတွေထဲမှာမြင်တွေ့ရတဲ့အတိုင်းဒီကောင်လေးဟာငွေကြီးချမ်းသာ ရုံသာမကရုပ်ရည်ကလည်းကိုရီးယားမင်းသားတယောက်လိုတန့်ပြန့်ချောမောနေရကိုတွေ့ရပါတယ်။နော်ဖွဲထားတဲ့ရှင်လိုက်ရဲ့တကယ်ကိုလိုက်ဖက်ညီလုံးနဲ့ဇုံတွဲတွေပါပဲ။ဒီအချိန်လေးကိုကြည့်ပြီးတော့ပြည်သက်တွေကြားမှာအမိကုန်းထုတ်စရာလေးတွေဖြစ်လာပါတယ်။အစဉ်ပြေနေတဲ့ပရိုဂျူဆာတထေးကြီးကိုထက်ခံဝင်နေဘာလို့လန်ခွဲလိုက်ကြလဲဆိုတာပါပဲ။တချို့အတိုင်းဝိုင်းရဲ့ပြောစကားတွေအရတော့နော်ဖွဲထားကအရင်တုန်းကအခြေရေးသတင်းတွေများခဲ့ဘူးတော့ရင်အတိတ်ကကိစ္စလေးတွေမကြာခဏပြန်ပေါ်လာတတ်တာရဲ့အကြောင်းရောက်ခမလောင်းနေဘက်ကသဘောမတူတာဖြစ်နေတယ်လို့ထ င်ကြီးပေးကြပါရယ်။ဒါပေမဲ့ဒါတွေကတော့ကာယကရှင်တွေမှသာသိနိုင်မယ့်အတွင်းရေးတွေပါ။ဒေဇာတာတခုကတော့ Novoetar ကဝေဖန်မှုတွေအထင်ကြီးပေးမှုတွေကိုဂရုမစိုက်ဖိ။သူမရဲ့လက်ရှိပြောရှင်မှုကိုအခိုင်အမာချပြလိုက်တာပါပဲ။ရီဇာဟောတဲ့ပူချောပူချမ်းသာပြီးပို့ပြီးတော့ high profile ဖြစ်တဲ့ Hotel Pension တစ်ထီတာနဲ့တွဲပြလိုက်တာကတကယ်ကိုတလောကလုံးကိုပပလေးပြန်ချေလိုက်တဲ့သဘောပါပဲ။တထီတယောက်နဲ့ပြတ်သွားရင်တော့နောက်ထပ်ပူမိုက်တဲ့တထီတယောက်ကိုရအောင်ယူနိုင်တဲ့သူမရဲ့ဆွဲဆောင်မှုကတော့တကယ်ကိုလ လေးစားစရာပါပဲအခုဆိုရင်ဒီမတို့ဇုံတွေရဲ့ပုံရိပ်တွေကလူမှုကွန်ရက်ထက်မှာအားကျစရာအကောင်းဆုံးဖြစ်နေရယူနေပါပြီကဲပရိသတ်ကြီးတို့ရဲ့ Novel Editor ရဲ့အသစ်ဆက်ဆက်ချစ်သူလေးနဲ့ Life ဖန်ညီမှုတွေအပေါ်ဘယ်လိုမြင်ကြမိလဲဒီမရဲ့ရွေးချယ်မှုကမှန်ကန်တယ်လို့ထင်လားဆိုတော့မိမိတို့ရဲ့အမြင်လေးတွေကိုပြောသွားခဲ့ပါအောင်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင် ပမောခါကျောင်းဆရာတော်ကိုအခုလိုထူကြတဲ့စွမ်းအလူကတ်လူခဲ့လို့လူပြောများနေရဲ့ဆုမြတ်သူဆောင်ပရိသတ်များအလုံးမဲမင်္ဂလာပါရှင်ပမောခါကျောင်းဆရာတော်ကိုအခုလိုထူကြတဲ့စွမ်းအလူကတ်လူခဲ့ရာကြောင့်လူပြောများနေရကတော့ဆုမြတ်သူဆောင်ပါ မြန်မာနိုင်ငံရဲ့အနုပညာလောကမှာမာဂျီဆိုလိုချက်စနိုးခေါ်တဲ့ဆိုမြတ်သူစာကသူမရဲ့အနုပညာလောရှားမှုတွေကြောင့်မဟုတ်ဘဲမုံမြတ်တဲ့ကုသိုလ်ကောင်းမှုတစ်ခုကြောင့်ပြည်သက်တွေချီးကျူးလေးစားနေရပါ။အဲ့ဒါကတရဏအာဇာနည်ဆရာတော်ကြီးတစ်ပါးဖြစ်တဲ့ပါမောက္ခကျုပ်ဆရာတော်ဒေါက်တာနန္ဒမာလာပြည်ဝင်သားစီမှာစွန့်ကပ်ခွင့်ရခဲ့ရပါ။ပါမောက္ခကျုပ်ဆရာတော်ဘုရားကြီးဆိုတာကဗုဒ္ဓစာပေကျမ်းဂန်တွေကိုနှံ့ဆက်ကျွမ်းကျင်ုံသားမကတရားဓမ္မဟောကြားရမှာလူတိုင်းနားလည်အောင်ရှင်းလင်းဟောပြနိုင်တဲ့အတွက်ပြည်ရင်းပြည်ပါကဗုဒ္ဓဘာသာ ာဝန်တွေအထူးတလဲကြီးညိုရတဲ့ဆရာတော်ကြီးပါဆရာတော်ကြီးရဲ့တရဏာပြုခရီးစဉ်တွေနဲ့အစမ်းမာရေးအခြေအနေတွေကြောင့်ဆရာတော်ကြီးကိုအနီးကပ်ဖူးမြောက်ခွင့်စွန်ကပ်ခွင့်ရဖို့ဆိုတာတာမန်လူတွေအတွက်မလွယ်ကူပါဘူးဒါပေမဲ့ဆွေမြတ်သူစားကတော့ဒီအခွင့်အရေးကိုအရယူနိုင်ခဲ့ပါတယ် အထူးခြားဆုံးကဒီဆုံးကပ်ပွဲဟာနမေကျော်မင်းသမီးတလရဲ့အလူဖြစ်ပေမဲ့ဂုံပကသနလို့ခေါ်တဲ့အဆောင်ရောင်တွေကြောဝါမှုတွေလုံးဝမပါဝင်မဲ့အလွန်ရိုးရှင်းနေတာပါဇွမျက်သူဆောင်ဟာမင်းသမီးတယောက်ဆိုတဲ့မာနကိုပေးချပြီးတာမန်တကာမာလီတယောက်လိုပဲဆရာတော်ကြီးကိုရိုးရိုးသေးသေးကိုယ်တိုင်ကိုကြဆုံးဟင်းခွက်တွေပြင်ဆင်ကပ်လူခဲ့တာပါ ပြင်ဆင်ထားတဲ့စွန်ဘောစင်တွေကလည်းတန်ရှင်းတက်ရက်ပြီးတော့စားစင်စပွဲဖြစ်တယ်လို့လူတန်းသူရဲ့စေတနာနဲ့တရာတရားထက်တန်ပုံကဓာတ်ပုံတွေကနေတဆင့်ပြည်သက်တွေရဲ့ရင်ထဲကိုအေးမြသွားစေပါတယ်။အဆောင်ရောင်တွေထက် စိတ်ထားဖြူစင်မှုကိုဦးစားပေးတဲ့ဒီလိုထူးခြားတဲ့စွမ်းအလူကြောင့်ပဲမြင်တွေ့ရတဲ့သူပြည်သက်အပေါင်းကတာရုတာရုတာရုဆိုပြီးတခက်နဲ့ဝိုင်းပြီးတော့ဆူတောင်းပေးနေကြပါရဲ့ရှင်။ လက်မထက်ပဲချစ်သူတထေသာမှဲ့တလုံးစိန်နဲ့ဟန်နီမွန်သွားပြခဲ့လို့လူပြောများနေတဲ့ရွံ့ရွံ့လက်တလော Facebook နဲ့ TikTok မှာရွံ့ရွံ့တို့ဆုံတွဲရဲ့ပုံရိပ်လေးတွေကတော်တော်လေးပြန့်နှံ့နေတာပါရွံ့ရွံ့ရဲ့ချစ်သူကတော့ပြိတ္တိတီးပီးသားဖြစ်တဲ့မဲ့တလုံးစိန်လူလူတီများတဲ့ကိုတန့်စင်မာသူကတာမန်လူမဟုတ်ပါဘူးအတန်ကောင်းတဲ့ဆွန်တော်တူဖြစ်တယ်လို့မန္တလေးမြို့ကနမဲကြီးယရနာကုန်းတဲ့မိသားစုရဲ့တာကျောင်းမြေယရနာလုပ်ငန်းရှင်တထေတာတူလည်းဖြစ်ပါတယ် ဒီလိုပြည့်စုံတဲ့တထေသားလေးတယောက်ကရွံ့ရွံ့လို့မင်းသမီးကျော်လေးကိုတုံနေအောင်ချက်တာမြင်ရတော့ပရိသတ်တွေကလည်းချီးနှူးနေကြတာပါပြီးခဲ့တဲ့ရက်ပိုင်းလေးကမှချစ်သူကိုတန့်စင်ရဲ့မွေးနေ့ပွဲကိုရွံ့ရွံ့ကဦးစီးပြီးခံခံနာနာကျင်းပပြီးခဲ့တာအလုံးသိပါပဲအခုတော့အဲ့ဒီမွေးနေ့ပွဲပြီးအမောပြေတဲ့အနေနဲ့သူတို့စုံတွဲဟောင်းရှမ်းပြည်နယ်ဘက်ကိုခီးထွက်သွားကြပြန်ပါပြီအေဂျင့်နဲ့ကလုံးမျိုးရဲ့ထင်ရှူတော်တွေကြားမှာရိုက်ကူးထားတဲ့သူတို့နှုံးရဲ့ပုံရိပ်တွေကတကယ်ကိုရိုမန့်ဆန်လွန်လာပါတယ် ဒါပေမဲ့အချစ်ကြီးတို့အမျက်ကြီးဆိုသလိုပါပဲပရိသတ်တချို့နဲ့နတ်ဒဇနီကြားထဲမှာဝေဖန်တန်လေးတွေထွက်ပေါ်လာပါတယ်။အတိအကပြောဆိုနေကြတာကတော့လက်မထက်ရသေးဘဲနဲ့နှစ်ယောက်ထဲခီးသွားတာတင့်တော်ရဲ့လား။ဒါဟာလက်မထက်ခင်ဟန်နီမွန်ထွက်တာလားဆိုပြီးမိကွန်းထုတ်နေကြတာပါ။မြမရင်ချေမူရလက်မထက်ခင်ဒီလိုခီးတွေတူသွားတာကိုမျက်စိနောက်နေကြတဲ့သဘောပါပဲဒီနေရာမှာတေချာတိထားရမယ့်အချက်လေးတစ်ခုရှိပါတယ် ယွန်းယွန်းနဲ့ကိုတန့်စင်တို့ဟာခီးတူသွားကြတဲ့ဆိုပေမဲ့ယွန်းယွန်းဟာမြန်မာမိန်းကလေးတယောက်ရဲ့တိတ်ခါကိုအပြည့်အဝစောင့်ထိန်သူဖြစ်ပါတယ်။နိစရာတိုင်ဝမ်ရဲ့ပြောပြချက်အရသူတို့နှစ်ဦးဟာဟိုတယ်မှာတယောက်တစ်ခန်းစီတီးတန့်ခွဲနေကြတာဖြစ်တယ်လို့သိရပါတယ်။ဒါကိုကြည့်ခြင်းအပြင်ယွန်းယွန်းဟာခင်မိတဲ့မိန်းကလေးတယောက်ဖြစ်ပေမဲ့ကိုကိုကိုတန်မိုးထားတဲ့လို့မိယိုးဖလာရင်ကျေးမှုကိုလည်းလေးစားလိုက်နေသူဆိုတာပေါ်လွင်နေပါတယ်။ ခီးသွားတာကတော့ချစ်သူတွေကြားမှာနားလည်မှုပို့ချင်အောင်တယောက်ချောင်းတယောက်ပို့တိအောင်လေ့လာနေတဲ့သဘောတဘာဝပါပဲ။နေဘက်မှာအတူတူလေပတ်ပြောပါကြပြီးမယ်။ညဘက်မှာတော့ကိုစည်းကိုပောင်နေနေထိုင်ကြတာဟာတကယ့်ကိုချီးကျူးစရာပါပဲ။ကိုတန်းစင်အနေနဲ့လည်းချစ်သူကိုတန်မိုးထားပြီးအလိုလိုက်ယူဆိုင်တာတွေ့ရတယ်လို့ရွံ့ရွံ့ကလည်းကိုစည်းကိုပောင်ကိုမကြောပဲရက်တီပြနိုင်တာကဒီစုံတွဲရဲ့ခိုင်မာမှုကိုပြသနေတာပါ လူတွေကဟန်နီမွန်းလို့ခေါင်းစဉ်တက်ပြီးဝေဖန်နေကြပေမယ့်တကယ်တမ်းကတော့ဒါအယူရှင်းတဲ့အပန်းဖြစ်ခီးစဉ်တစ်ခုသာဖြစ်ကြောင်းကာယကံရှင်တွေရဲ့ပြုမှုကသက်တည်ပြနေပါတယ်။ယဉ်ယွန်းတို့ဇုံတွဲကိုကြည့်ပြီးအချိန်အမှယုံကြည်မှုနဲ့လေးစားမှုကအရေးကြီးဆုံးပါပဲ။လက်မထက်ခင်ခီးသွားတိုင်းအစုံးမြင်စရာမလိုပါဘူး။အထက်ကကိုကျင်တရားကိုကိုယ်တိုင်စောင့်ထိန်ဖို့ပါပဲ။ယဉ်ယွန်းကတော့မင်းသမီးတယောက်အနေနဲ့ရောမြမမင်းကလေးတယောက်အနေနဲ့ပါစံပြပြောင်းနေထိုင်ပြသွားတယ်လို့မြင်မိပါတယ်။ ကေပရိတတ်ကြီးရဲ့ရွံ့ရုံဆုံးတွဲရဲ့ကလောခီးစဉ်ပုံဘလို့မြင်ကြပါတလေလက်မထက်ခင်ခီးသွားတာကိုလက်ခံလားဒါမှမဟုတ်ရှေယွဆွဲတိုင်မြင်ရှိတင်တယ်လို့ထင်လားရွံ့ရုံကိုစီးကိုဆောင်ပြီးနေထိုင်တာကိုရောဘလို့မှတ်ချက်ပေးချင်ပါလေရှင် လူပြောများနေတဲ့သူနဲ့အစိုးရအစမ်းစီတို့ရဲ့အခြေအချင်းတွေကိုအမှန်တိုင်းချပြလာတဲ့အစိုးရယုံလေးအင်တာနက်ပေါ်မှာသတင်းတွေပြန့်နှံ့နေရကတော့အစိုးရယုံလေးနဲ့အစမ်းစီတို့ကစစ်သူတွေဖြစ်နေပြီဆိုတာပါပဲ။ဒါကြောင့်လေလူတွေကြားထဲမှာတော်တော်လေးလူပြောများသွားခဲ့တာဖြစ်ပါတယ်။အခုတခါမှာတော့အစိုးရယုံလေးကလူတွေသိချင်နေကြတယ်။သူနဲ့အစိုးရအစမ်းစီကိစ္စကိုအမှန်တိုင်းချပြခဲ့ရပါ။ အင်တာနက်ပေါ်မှာတော့အစိုးရအစိုင်းစီနဲ့ယုံလေးတို့ကအတူတူဖက်ပြီးတော့ရိုက်ကူးထားတဲ့ဓာတ်ပုံတွေဒါအပြင်အောက်ပွားပီးနေတဲ့ပုံတွေပါအင်တာနက်ပေါ်မှာပြန့်နှံ့သွားတာဖြစ်ပါတယ်။ဒါအပြင်ချစ်သူတွေဖြစ်နေတာနှစ်တွေကြာပြီဆိုတဲ့သတင်းတွေပါပြန့်နှံ့နေရပါ။ဒါကြောင့်လည်းအစိုးရယုံလေးနဲ့အစိုင်းစီတို့ကတကယ်ကြိုက်နေရလားဆိုပြီးထင်နေကြတာပါ။ဒါပေမဲ့အစိုးရယုံလေးကသူနဲ့အစိုင်းစီဟာလွန်ခဲ့တဲ့နှစ်20မှာအချစ်အတွက်ကံမကောင်းခဲ့သူတချင်းကိုအတူတူဆိုဘူးပြီးတော့ခင်မင်ခဲ့ပေမဲ့သူတို့နှစ်ယောက်ကမောင်နှမအရင်တွေလိုဖြစ်နေရဖြစ်ကြောင်းအခုအင်တာနက်ပေါ်မှာတက်နေတဲ့ဓာတ်ပုံတွေက ANE ပညာနယ်ပြုပြင်ထားတဲ့ပုံနေသားဖြစ်ပြီးတဖန်မင်းကလေးကိုမနှင်းနာစေချင်ဘူးလို့ပြောခဲ့ရဖြစ်ပါတယ်။အခုချိန်မှာတော့အင်တာနက်ပေါ်မှာအစိုးရယုံလေးနဲ့အန်ဆိုင်စီတို့ရဲ့ဓာတ်ပုံတွေကပြန့်နှံ့နေပေမယ့်ယုံလေးကတော့တကယ်မဟုတ်ကြောင်းရှင်းပြခဲ့ရဖြစ်ပါတယ်ရှင်။